ားလုံးပဲမင်္ဂလာပါအခုအကြောင်းအရတော့ AI tools တွေတရားတစ်ခုဖြစ်တဲ့ Publicity AI တို့အကြောင်းကိုလေ့လာကြပါမယ်။ရင်းအောင် Publicity AI tools ကိုမလေ့လာမီသူ့ရဲ့အကြောင်းအရလေးတွေကိုရေပြောပြပြပါမယ်။ Publicity AI တို့ဟာဆိုရှင်မြန်မာနိုင်ငံဒီလိုမှဖောက်တယ်လို့ခါတာပါ2029ခုနှစ်မှာစတင်ပါဖောက်တယ်လို့ခါတယ် AI တူးစီနေတာတူးတခုဟော generative AI တွေရဲ့ research engine တွေတခုတခုအဖြစ်နေနေပါဝင်ပါတယ်သူကဘယ်လိုမျိုး research လုပ်ပြီးလဲဆိုလို့ရှိရင် online ပေါ်မှာ information တွေ web content တွေဒါတွေကိုယူရယူပြီးတော့ရှာပေးပါတယ်ပြီးလို့ရှိရင် summarize တွေလည်းပြန်ပြီးတော့မှထုတ်ပေးပါတယ် user ဘက်ကနေပြီးတော့မှ prompt ပေါ်ကိုတည်ပြီးတော့မှ generative လုံနိုင်အောင်လို့တပွဲ paste ပုံပုံစံတပွဲပြန်ပြီးတော့မှလည်းလုံနိုင်လို့ပြလို့ပြန်လည်းကိုရှာခြင်းနဲ့ resource အပိုင်းအရာတွေလည်းပြန်လည်းပြီးတော့ထုတ်ပေးပါတယ် user တူတယောက်ချင်းစီအတွက်ဆိုလို့ရှိရင်သူက model နေနဲ့ premium model သူရဲ့ကိုယ်ပိုင် model ကတော့ဆိုတာပေါ့နော်အဲ့တော့ဒါတွေအကုန်လုံးကိုလည်းသူက upgrade လုပ်ပေးထားတယ်။ Now သူထုတ်ထားတဲ့ product တွေကဒီ publicity free တုံးလို့ရတယ် free version တစ်မျိုးနဲ့ publicity pro ဆိုပြီးတော့မှပိတ်ပတ်စံပေးပြီးတော့ဝယ်သုံးရတယ် publicity pro Now publicity assistant ဒီ publicity assistant ကိုလည်း free version တွေမှာလည်းထည့်ပေးတာလေအခုထွက်လာတဲ့ browser ထဲမှာ chromium ကိုအခြေခံပြီးတော့ထုတ်ထားတဲ့ဒီ comment လို့အမည်ရတဲ့ဒါ publicity ရထုတ်တဲ့ comment browser မှာ AI browser မှာလည်းပဲ publicity ရဲ့ assistant အနေနဲ့ပါဝင်ထားတယ်ဒီလိုမျိုး product တွေလည်းထုတ်ထားတယ်အဲဒီနောက်မှာသူမှခြေခံထားတဲ့ model တွေသူ့ရဲ့ကိုယ်ပိုင် model ရတော့ sonar ဆိုတဲ့ model ဖြစ်ပြီးတော့မှနောက်ထပ် search engine တွေနဲ့တခြားသော model တွေကိုယူပြီးတော့သုံးလို့ရအောင်လည်းသူကပေးထားတယ်ဒါက publicity pro မှာ ChatGPT ရဲ့ GPT 5 version လိုမျိုး cloud AI Gemini Grove ChatGPT ရဲ့ 4O mini စတဲ့ဒီ model တွေကိုလည်းယူပြီးတော့မှသုံးပြီးတော့မှကိုကအဖြေရှာထုတ်ခြင်းတဲ့အနေအထားမျိုးတွေလည်းလုပ်လို့ရအောင်သူမှထည့်ပေးထားတယ်။ခုဆက်ပြီးတော့ publicity AI ကို browser ကနေဝင်ပြီးသုံးပါမယ်။ browser မှာကိုကြိုက်တဲ့ browser သုံးလို့ရပါတယ် Microsoft app ကိုပဲသုံးမလား Chrome ကိုသုံးမလား Brave ကိုသုံးမလားနောက်ပိုင်းမှာတော့ publicity AI ကိုနိုင်ကောက်ကိုသူ Chromium ကိုခြေခံထားပြီးထုတ်ထားတဲ့ Comet browser ကိုသုံးပြပါမယ်။ဒါဆ အခု browser မှာ publicity လို့ရိုက်လိုက်တာနဲ့သူနဲ့သက်ဆိုင်တဲ့အကြောင်းအရာတွေကြလာပါမယ်။ကိုက publicity AI ကိုသုံးမှဖြစ်တဲ့ကြောင့်မို့လို့ www.publicity.ai ဆိုတဲ့ website ကိုသွားပါမယ်။ဒါဆိုလို့ရှိရင် publicity.ai ဆိုတဲ့ website ကိုရောက်သွားပါပါ။လူထဲမှာအလဲမှာတော့ ask anything ဒီမှာမေးလို့ရပါတယ်။ကိုကြိုက်တဲ့ prompt တွေဒီမှာထည့်ပြီးမေးလို့ရပါတယ်။ဘယ်ဘက်မှာတော့သူနဲ့သက်ဆိုင်ရာ navigation page တွေဖြစ်ပါတယ်။ဒါတွေကိုဟိုနောက်ပိုင်း တခုချင်းစီပြောတော့အောင်မယ်အောက်မှာပေါ်နေ upgrade to pro ဒါကတော့ pro version တခုကိုမြင့်နေတယ်ဆိုလို့ရှိရင် upgrade လုပ်လို့ရပါတယ်အခုလောလောဆယ်မှာတော့ကျွန်တော်တို့က free version နေနေပဲတုံးမှာဖြစ်ပါတယ်ဒီ free version မှာပါဝင်တဲ့ template ကြီးအဲ့ဒါလေးတွေမပြောခင်မှာသူက2022ခင်ရဆောက်ပြီးထုတ်လာဖြစ်တော့အခု2025နောက်ထပ်2025 26စသဖြင့်2030 2040နောက်ထပ်နောက်ထပ်တွေမှာတော့သူကပြင်ဆင်ထားတဲ့အကြောင်းအရာလေးတွေဖြည့်ကောင်းရှိနိုင်မှာပေါ့အဲ့တော့ဒီမှာလောလောဆယ်လက်ရှိရှိနေတဲ့ team ပုံစံတော့ဒီလိုပုံစံမှာနောက်ပိုင်းကတော့ပုံစံလေးတွေချိန်ကောင်းချိန်နိုင်တယ်အခုတော့မှသူကစပြီးတော့တဖြည်းဖြည်းချင်းစီပုံစံချိန်အရင်တော့ဆိုရင်ဒီမှာတော့ကျွန်တော် focus ဆိုပြီးတော့မှအာ tab လေးထည့်ထားတာပေါ့အခုဒီမှာတော့ဒါက search မြန်မြန်ဆန်ဆန်အဖြေကိုထုတ်ပေးနိုင်တယ်เนาะ အဲ့တော့ promotion နေနဲ့ upgrade လုပ်ရှင်လဲဆိုလို့ရှင်တော့ပို့ပြီးတော့မှာ process နေနဲ့ရှာလို့ရတယ် process ကကျတော့ဘူကဒီထက်လက်ရှိပို့ပြီးတော့မှာသူက source တွေကိုမြန်မြန်ဆန်ဆန်ပို့ပြီးရှာနိုင်တယ် model တွေကိုအကောင်းဆုံးပို့တယ်ကိုရွေးပြောသူလောက်ဆောင်ပြနိုင်တယ်လို့သူကပြောထားတယ်ပေါ့နော်နောက်ထပ် research research မှာလည်းပဲကျွန်တော်တို့ကထပ်ပြီးတော့မှာဒီ deep research တွေလုပ်လို့ရတယ်ဘယ်သူတွေအတွက်သင့်တော်လဲဆိုတော့ research တွေ science တွေတခြားသောဒီထက်ပို့ပြီးတော့မှာနက်နက်နေနေထပ်ပြီးတော့မှာလေ့လာခြင်းနဲ့သူတွေ တော့အထူးသဖြင့် research တွေကိုပို့ပြီးတော့မှရင်းညွှန်းတာပေါ့အဲ့တော့ဘာကြောင့်မို့လို့ publicity AI ကဒီတခြား tool တွေစာလို့ချင်းရင် research လုပ်မဲ့သူတွေအတွက်ပို့ပြီးတော့မှရှာလို့ဖွေလို့ကောင်းတယ်အဲ့တော့အကုန်လုံးကိုသူကဒီ integrate လုပ်ပြီးပေါင်းစပ်ထားတာကျွန်တော်တို့အရင်တော့က internet သုံးတဲ့အခါမှာ search engine တွေနဲ့သုံးရင် Google search engine ကိုသုံးခဲ့တာပေါ့အဲ့တော့တခြားသော search engine တွေထက်ထစားရင် Google search engine ကြီးအကောင်းဆုံးဖြစ်ခဲ့တယ်ပေါ့အခုလည်းအဲ့လိုပဲ publicity တွေဒီသူတွေမှာ search engine တွေထည့်ထားမယ် integrated ပေါင်းစပ်ထားမယ် အဲ့တော့ယူဇာဘက်ကနေအဆင်ပြေပြေလောက်လို့ရနိုင်တယ်ရှာဖွေလို့ရနိုင်တယ်အကြောင်းအရာမှန်တယ်မြောင်ဒီမှာအကုန်လုံးတစုတစီပေါင်းဆက်ဖွဲ့စည်းထားတဲ့သဘောတရားမျိုးတွေပါတယ်ပေါ့နော်နောက်တစ်ခုကျတော့ lab ဒါကတော့ probation မှာမှရမှာသူကသူ့ကိုနှိပ်ပြီးရှာလိုက်လို့ရှိရင်တော့ probation ဆိုရင်ဘလောက်အနေထားတွေရွေးလို့ရအောင်အခုဆို personal brand ဆိုလို့ရှိရင်တော့သူက probation ယူမယ်ဆိုရင်ဒေါ်လာ20ပေးရတယ်ဒါတစ်လောက်ပေါ့နော် education မှာဆိုလို့ရှိရင် probation အနေနဲ့ student အနေနဲ့လာဒီ educator အနေနဲ့လာစသဖြင့်ဒါတွေကိုရွေးလို့ရတယ်ဘယ်စနစ်ပါဆိုလို့ရှိရင်ပဲအဲ့လိုသူမှ community enterprise အတွက် enterprise pro ရှိမယ် enterprise max ရှိမယ်အဲ့တော့ pro မှာတော့တော်တော်လေးကိုလုံလောက်လောက်ရှိနေပါတယ်အဲ့တော့ဒီဘက်မှာဆက်ပြီးတော့ပြောမယ်ဒါကရှာဦးအတွက်ဆိုလို့ရှိရင်သူ့မှာဘယ်လိုမျိုးပုံစံနဲ့စောင့်မယ်လဲပေါ့နော်ဘယ် source ကနေရှာမလဲဒါကိုကျွန်တော်တို့အရင်တော့ဒီဘက်မှာဆိုလို့ရှိရင်သူကတော့ focus ဆိုပြီးမှရေးတာရှိတယ်ဒီ tab လေးနဲ့အခုအဲ့လိုပုံစံမျိုးတော့ဘယ်နဲ့သူကဒီဘက်မှာအားလုံးပုံစံလေးနဲ့ဒါ focus mode တူရပြန် focus source ဘယ်နေရာမှာသွားပြီးဘယ်ကနေပြီးမှယူမှာလဲဆိုတော့အခုဒီမှာကျွန်တော်တို့ကဒါလေးကို enable လုပ်ထားတယ် အော်ဒီ web ကနေကိုရှာသမျှမှန်သမျှအကုန်လုံးဒီဒီကနေမေးလဲသမျှအရာတွေကဘယ်ရနေလာလဲဆိုရင်ဒီ internet ပေါ်မှာရှိနေတဲ့ website တွေပေါ့ဒီ web တွေကနေဖြတ်ပြီးလာတယ်လို့မျိုးဆိုလို့ချင်းဒီကနေရိုက်ချလိုက်တာရအောင်နောက်ဒါလေးကိုကျွန်တော် academic ကိုကျွန်တော်ဖွင့်ပြထားမှာဆိုရှင်သူ academic တနည်းအားဖြင့် academic paper တွေကနေပြီးတော့ရှာထားတဲ့ source တွေလေးရတယ်နောက်တစ်ခုက social social ကတော့ကျွန်တော်တို့ social media တွေပေါ့တခြားသော social website တွေရှိတယ်အဲ့ဒီကနေပြောမှလည်းသူကလာထားမှုလည်းရတယ်အဖြစ်တွေရနောက်တစ်ခုက finance finance ဆိုတာကသူကဘာလဲဆိုရင်ဘာလဲဆိုအစီစီ finance ဖေးလေးဆိုပြီးတော့မှအဲ့တော့သူ share တဲ့နေထားကသူက public access နေရာနေရတဲ့ရနိုင်မြန်နေရာအကုန်လုံးနေပြီး share လုပ်ဒီမှာကျတော့ finance ဘိုင်းဆိုင်တတိယပြည့် SEC ဆိုတာကဒါ US ကနေထားပြထားတဲ့ commission နဲ့ဒါပါလို့ဆို security exchange commission ပေါ့ဒီဖွဲ့စည်းကနေသတ်မှတ်ထားတဲ့ဟာပေါ့အဲ့ဒါကိုရှာကြည့်မှဒီမှာရှိတယ် အဲ့တော့ဒီ SCC filtering အနေထားမျိုးပါလေ။ဟိုပါမျိုးအနေနဲ့သူကပြောတာတယ်။သူ့ကိုရှာတဲ့အခါမှာ user တွေကိုအဆင်ပြေနေတယ်တကယ် SSC fee တွေကို official SSC ရနေထွက်လာတဲ့ဟာတွေကို user တွေကိုအထူးသဖြင့်ပို့ပြီးတော့ဟိုပေးထွက်နိုင်တယ်ပေါ့ဆိုတော့ကျွန်တော်တို့ဒီမှာလို့ရှိရင်ဒါတွေကိုကျွန်တော်တို့ကဒီကနေ web ကနေလည်းမရှိဘူး academic ကနေလည်းမရှိဘူး social ကနေလည်းမရှိဘူးဒီ finance တစ်ခုကြီးကနေ UB ရှာမယ်ဆိုရင်သူ့ရဲ့ target ကဟို login နဲ့ဟိုပါပေါ့ကျုံတော့ပေါ့ compact ကဟုတ်လားအဲ့တော့ဘယ်လိုပုံစံမျိုးတွေအတွက် assembly လဲဆိုရင်တနည်းအားဖြင့် investor ရင်းနှီးမြှုပ်နှံမဲ့လူတွေ analytics တွေ data analytics တွေစကြပြည့် journalist တွေ professional တွေသက်ဆိုင်ရာတွေသူတို့တွေအတွက်ဆိုလို့ရှိရင်တန်တန်ဒီ open access ဖြစ်နေတဲ့ public access ဖြစ်နေတဲ့ financial document တွေဒါတွေအကုန်လုံးတွေကိုသူကဟိုတခြားသောဒီ web content တွေအကုန်လုံးစုပြုံရှာနေရတဲ့ဆိုင်ရင်ဒီရတွေကိုနှစ်ချုပ်ချုပ်ပြီးတော့မှပေါ်ပြပေးနိုင်တယ်ပေါ့ဒါအဲဆို fine search နေနေရှာမလာဘူးအဲ့တော့ရှာမရှာနေမှသူကမျိုးခွဲတွေကိုသူကဟိုလမ်းကြောင်းလေးကိုသူကချုပ်ပြတဲ့တော်မျိုးအဲ့တော့ကိုကလိုချင်တဲ့အခါမှာ immense နဲ့ရအောင်ဒါဒါကသူ့ရဲ့ publicity ရဲ့ research တမားတွေအတွက်အားသာချက်ပေါ့ ရတော့များများလာတော့ research သမားတွေကကျွန်တော်ဒီပါ academic ပြန်ကနေရိုက်ချတာကိုရှာလို့ရတာเนาะနောက်တစ်ခုကဒီဘက်မှာကျွန်တော်မော်ဒယ်မော်ဒယ်မှာကျွန်တော်တို့ကကျွန်တော်ဒီ anna publicity ရဲ့ဒီ pro enterprise pro ပြီးလို့ရှင် publicity ရဲ့ enterprise max ဒီလိုမျိုးဝယ်သုံးတဲ့ဟာမျိုးတွေဆိုလို့ရှင်တော့ဂျာလီကိုရွေးလို့ရတာเนาะသူကတော့သူ့ရဲ့ပုံမော်ဒယ်ကတော့သူကစုံနာမော်ဒယ်သူ့ရဲ့မော်ဒယ်နဲ့ပဲသူကထုတ်ပြရဒါအကောင်းဆုံးသောနေရာသူ့ကိုသူ automatically select လုပ်ပြရသူ့ရဲ့စုံနာမော်ဒယ်ကနေသူကထုတ်ပြတော့ဒါ free version ပဲပေါ့ အာအတစ်ထွက်လာတဲ့အခါမှာ cloud အရင်တော့ cloud ပဲရေးတာအခုက cloud zone နဲ့4.5ဆိုပြီးတော့လာတယ်။နောက်ဒီ ChatGPT ရဲ့ GPT 5 model ကိုယူသုံးပြီးတော့မှသူ့ကို train ပြီးတော့မှဒီ model ကို train ထားတဲ့အား model ပေါ့။အဲ့ဒါကိုအသုံးပြုပြီးတော့မှအဖြေရှာခြင်းလည်းဆိုလို့ရတယ်။ Gemini ဆိုတဲ့ Gemini ရဲ့2.5 Pro ဟော Grok ဆိုတဲ့ Grok အဲဒါလေးတော့နောက်ပိုင်းကျတော့ကျင်သူကပုံစံမျိုးစုံပြောင်းလဲကောင်းပြောင်းလဲနိုင်ပါပဲလေအခု Lossy တော့ဒီ Probability Pro သုံးတဲ့သူကဒီဟာတိုက်တာကိုရွေးပြီးတော့မှသုံးလို့ရတယ် basic တမဒီ free version တမကတော့သူ့ရဲ့ own model ဖြစ်တဲ့ sona model အားကိုယူပြီးတော့မှသုံးမယ်။နောက် file တွေ attach လုပ်ပို့ရတယ်။အဲ့တော့ file တွေကို attach လုပ်မှဆိုရင် free version နဲ့ကတော့ကျွန်တော်တို့ကဒီ14 40 megabyte ပေါ့ရမယ်။ pro version ကတော့50 50 50 megabyte ရမယ်။အဲဒါတော့ enterprise pro ဆို 1k လို့တခြားသူချက်ပြီးရလိမ့်မယ်ပေါ့နော်။ဒီကြိမ် pro မှာဆိုလို့ရှိရင်တော့သူ့ file တွေတွဲရထည့်ပါတော့ free မှာဆိုတော့ဟို10 file 10ခုလောက်ပဲတွဲထည့်ပြီးလို့ရအောင်။ဒါက hello uh, hello how can i help you today how are you i'm doing great thanks how can i assist you right now firstly i want to ask about the artificial intelligence sure thing what specifically about artificial intelligence would you like to know? Are you looking for recent developments, specific technologies, or something else? Yes, thank you. Especially I want to know about the AI security and privacy. Gathered current information about AI technology in 2025. China aims for global AI leadership. OpenAI has launched an AI browser and key trends include AI reasoning and custom silicon. Would you like to explore any specific area further? Thank you. You're welcome. If you need anything else, just, just let me know. conversion language free version. ကျွန်တော်လာဘွားဘွားဆိုတော့ပါမှာပေါ့ဖုန်းမှာတော့ဒီဖုန်း app ပါတော့ဒီ publicity ရာ ောမြန်မာလိုပြောလို့ရတယ်ဒါပေမဲ့သူကမြန်မာလိုအတန်အတွက်ကဟောဖြစ်သေးဘူးဟောနည်းနည်းလေးတိတ်မသိတာသေးဘူးเนาะအဲ voice style နည်းနည်းလေးကျွန်တော်အခုဒီမှာမျိုးသားဘယ်သူကနေဘယ်လိုပြောတာဆိုတော့ voice style တွေဆိုပါပြောမလား rate ကပြောမလားအဲ့လိုမျိုးရွေးလို့ရပါတယ်ဟောခုတော့ဆိုတော့ grab ဘွားနေပြောပြထားတဲ့ပုံစံမျိုးရွေးထားပါတော့ဒါအင်္ဂလိပ်ဆိုပြောပြမှာပြောထားတဲ့ဟာလေး အဲ့တော့သူ့ရဲ့ဒီအလယ်မှာရှိနေတဲ့ဒီ tab လေးတွေအကြောင်းပြောပြလို့ရှင်ဒီဘက်ဘေးမှာရှိနေတဲ့ဟာလေးကြောင်းပြောမှာပါနော်ဒါကတော့သူ့ရဲ့ publicity ရဲ့ icon ပေါ့အခုကျွန်တော်တို့ဒီမှာနောက်ထပ် new thread new thread တနည်းအားဖြင့်ကျွန်တော်တို့ဒီ chat gpt လို့ကျွန်မ9လို့ deepseek လို့ဒါတွေကတော့နောက်ထပ်အသစ် new chat ကိုပြောချင်တယ်ဆိုရှင်အဲ့ new chat နဲ့ မေးမာလာပေါ့နော်ဒီမှာဝင်အဲ့တော့အဲ့ဒါကိုဒါသူက new threat နေနဲ့သူကထားတယ်အဲ့တော့ threat ဆိုတာဒါရဲ့ဘာသာပြန်ရင်တော့ကျွန်တော် sanction ဘို့ဒီ technology နည်းပညာအရဆိုရှင် process ရှိမယ် threat ရှိမယ်အဲ့တော့ process ထက်ပိုပြီးအသေးစိတ်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 သွားတဲ့ဟာလေးပေါ့အဲ့တော့တော် threat ဒီစူးစီးလာလို့ရှင်ဘရိုအဲ့ threat ဒီစူးစီးပြီးတော့ process ထဲမှာရှိတယ်လို့ပြောပေါ့နော်အဲ့ပေါ်ရပေါ့နောက်တစ်ခုကကြောင့် home home ထဲမှာကျွန်တော်တို့ခုဒီမေးရတဲ့ဟာလေးကအကုန်လုံးဟာဘာလို့လို့ရှင်ရင်အာခုနကကျွန်တော်ပြောခဲ့တဲ့ဒီမှာအเจ้าရာဒီ speak ပြောခဲ့တဲ့ voice နဲ့မေးခဲ့တဲ့ဟာလေးကကိုယ့်ရဲ့ဒီ library ကိုရောက်သွားတယ် ။တနည်းအားဖြင့်ကိုယ့်ရဲ့မေးထားတဲ့တောက်ချောင် history ရဲ့ကိုရောက်တော့တာပေါ့နော်။ဒါတွေကိုလုံးပြန်ပြီးမှပြန်ကြည့်လို့ရမယ်။ဒါကကိုယ့်ရဲ့ဒီဟိုအထဲမှာရှိနေတဲ့အပိုင်းပေါ့နော်။အဲ့တော့မှကျွန်တော်အခုဒီမှာထပ်ပြီးပြောမယ်။ဒီ discover ကိုတစ်ချက်ပြောမယ်။ discover ဒီအခုကျွန်တော်တို့တွေဒီ news ဒီ entertainment တွေကြည့်ကြည့်နေတဲ့အနေထားမျိုးတွေပါဆိုလို့ရှိရင်ပို့ပြီးတော့တင့်တော်ပါဘလစ်တီရနေပြီအကုန်လုံးပေါင်းဆက်ပြီးထည့်တာပြီးတော့ဒီကနေပြီးကျွန်တော်ဟို Google ရနေတဲ့ဒေတာတွေပါကြည့်နေဆိုတော့ Google မှာဆိုရင် Google မှာ Google News ရှိတယ်ဆိုတော့ဒီမှာလည်းပါဘလစ်တီအကုန်လုံးဆွဲထားတာ ကိုမင်းအတွက်ပါကြိုက်တယ်လေပေါ့ဒီမင်းပါအခုဆိုလို့ရှိရင်ကျွန်တော်အတွက်ဆိုလို့ရှိရင်ဒီမှာ discount ကျွန်တော်နှိပ်လိုက်နှိပ်လိုက်တယ်ဆိုရှင် discount ဘောက်မှာသူကအခုလက်ရှိရှင်းနေတဲ့တည်င်းတွေပေါ့ Microsoft Teams ကသူ Trust Employee Office Attendance by Wi-Fi ဒီ Wi-Fi ကနေပြီးတော့မှဒီ office မှာဝန်ထမ်းတွေတက်ရောက်မှုတွေသူက Microsoft Teams ကဟို live ပြီး track လုပ်ထားတဲ့အကြောင်းအရာတွေတည်င်းတွေဒါလေးကိုလုံးတင်ထားတာတွေ့မယ်အဲ့ဒီတည်င်းတွေကျွန်တော်ဖတ်လို့ရတယ်နေစနေမြအဲ့ဒါပေါ်မှာဒီဘက်မှာကိုကသက်ဆိုင်ရာဟိုဘာလို့စိတ်ဝင်စားလဲဆိုတော့ကျွန်တော်တို့ရှင်ဒီ technical science နဲ့ sport စိတ်ဝင်စားတယ် အဲ့တော့အနုပညာရဲ့စိတ်ဝင်စားတယ်မှတ်လို့ရအဲ့ဒါတွေကို save interest ဆိုပြီးမှထားလိုက်တယ်ဆိုရင်ဒါတွေကို save ထားပြီးတော့နောက်ပိုင်းကိုကဒီထဲမှာဝင်ကြည့်ပြီးတော့ discovery လုပ်လိုက်တယ်ဆိုရင်ဒီသတင်းတွေကိုကျွန်တော်ဝင်ကြည့်လို့ရအခုဒီမှာဆိုရင်90ဟာဝင်ရှိနေတာပေါ့ဒီ public လုပ်ထားတာအဲ့ဒါတို့သတင်းတွေကိုကျွန်တော်ကဒီပညာသတင်းတွေအနုပညာသတင်းတွေ sport သတင်းတွေကြည့်လို့ရမှာဒါ discover နောက်တစ်ခု space space မှာဆိုရင်တော့ဒီဘက်မှာ space မှာရှိတယ်လို့ကျွန်တော်တို့ဒီဘက်ကနေပြီးတော့မှလည်းဝင်လို့ရအခုတော့ဆိုတော့ဒီ space ဒီပါလေ space ဒီနေရာတနေရာလာပေါ့ဒါရဲ့ဘာသာပြောလို့ဆိုရင် तू က ကျွန်တော်တို့ဘေးကြီးတဲ့ဟိုဒီ new threat တွေ new threat တွေတောက်ချောက်ပြီးလာပြက်ပြက်ကျဲကျဲမရှိသေးနဲ့တစုတစည်းထဲမှာဟို threat တွေစုစည်းပြီးတော့ပြပေးတာ collection လုပ်ပေးတာ topic တစ်ခုရအောင်ပါအခုဒီမှာသူ့ရဲ့လက်ရှိအပြည့်သူ့ကို threat space တွေကိုဖန်တီးလို့ရတယ်နောက်အောက်မှာဆိုရှင် template တွေကျွန်တော်တို့ technology နဲ့ပတ်သက်တဲ့ template တွေဆိုလို့ရှိရင်ရှိတယ်ရှိတယ်ဒီမှာအကုန်လုံးလည်းအခု technology ကိုရွေးကြည့်မယ် technology ကိုရွေးကြည့်လို့ဆိုရင်အခုဒီမှာဆိုလို့ရှိရင် wise strategy advisor အနေနဲ့ crypto point explorer guest network publicity publicity နဲ့စပြီးတော့မှဟို အသုံးပြုမယ်ဆိုတဲ့အနေအထားမျိုးစီးတို့တို့ကကြည့်လို့ရတယ်ဒါကဘု speech ကိုစပြီးတာနေမယ်ဆိုရင်အခု तू ကဒါဖန်တီးထားတဲ့ original တကယ် built in template ကိုဒီ template ကိုသုံးပါလားဆိုတော့ तू ကပြောပြောလဲ publicity ကိုစပြီးသုံးတဲ့ဟာမျိုးဆိုလို့ရှိရင်ကိုလိုချင်တဲ့ personalized tip တွေ feature တွေအကြောင်းအရာတွေကို तू ကထုတ်ပေးမှာဘယ်မှာထုတ်မှာလဲဆိုရင်ဒီမှာမိသမျှအားတွေပုံမှာဒီအောက်မှာ thread မှာလာပုံမှာ ကျွန်တော်မြည်တဲ့နေရာတွေကသူကဘယ်ထဲမှာလဲဆိုတော့တစုတစည်းပဲဖြစ်သွားတာနောက်ဆုံးပြန်ကြည့်ချင်တယ်ဆိုရင်ကိုယ့်ရဲ့ library ရဲ့မှာပြန်ကြည့်ချင်တယ်ဆိုရင်ကိုကမေးတာတွေကဟောငါ publicity ကြောင့်မေးထားလို့ရှိရင်ငါဒီ library ရဲ့ဝင်ကြည့်လိုက်ဟောငါဒီတခြားနည်းပညာတွေကိုမေးထားတယ်ဆိုရှင်တခြားနည်းပညာကြောင့်လည်းကြောက်ကြည့်မယ်အဲ့လိုမျိုးတွေတစုတစည်းပဲဖြစ်သွားတာပေါ့အနောက်ပိုင်းမေးရင်ဟိုတက်တက်ကိုကွန်ပျူတာထဲမှာဖိုတာတွေတိစောက်ပြီးတော့ spray ဖွင့်ထားလို့ပဲအခုဒီလိုအမေးမှာပေါက်တော့မမေးတော့မနည်းပညာမေးရင်နည်းပညာဆိုင်ရာတက်ဆိုင်ရာဒီ library မှာလာပြီးတော့ပုံနေမယ်ဟောကိုဖန်တီးထားတဲ့ space ခုကျွန်တော်ဒီ state တစ်ခုဖန်တီးမယ် create လုပ်မယ်နာမည်လေးတစ်ခုပေးမယ်ကျွန်တော်ကတော့ခုဒီမှာမြေပညာဆိုလို့ရှိရင်ဘာလို့ဟိုကဟော AI နဲ့လား security နဲ့လားအခုဒီမှာဆိုလို့ရှိရင်လည်းမနာ AI ကိုဒီ IoT နဲ့ပတ်သက်တဲ့ project plan လေးတစ်ခုကိုကျွန်တော်ရဲ့ description မှာတော့ option ကြိုက်တာရေးလိုက်ရတယ်ဆိုတော့ဒီမှာတော့ဟောနောက်ဆုံးဒီຢာအတွက်လုံးချင်တာဆိုတော့ဒီ IoT ဆိုတော့ဒီနေ့အဖြစ်ကျွန်တော်ထည့်လို့ရတယ်ဒါတော့ custom instruction ပေါ့ custom instruction ကတော့ instruction တွေပေးတဲ့ခါမှာ AI ကသူ validate လုပ်ချင်တယ်တက်ရောက်မှု ပို့ပြီးတော့ဒီ space ကိုပို့ပြီးတော့ထိရောက်ပြီကျွန်တော်တို့ကဒီ space ခုက IOU နဲ့ပတ်သက်တဲ့ project plan တစ်ခုဟိုက collection လုပ်လိုက်ပြီအဲ့ဒီခါမှာကိုကအဲ့ဒီထဲမှာသွားပြီးမေးတိုင်းမေးတိုင်းမှာအဲ့ instruction တွေကဒီ space မှာဘယ်လိုတက်ရောက်လဲဆိုလို့ရှိရင်တစ်ရက်တိုင်းတစ်ရက်တိုင်းမေးတဲ့မေးဖို့မေးဖို့နိုင်ကအများတဲ့ response ပြန်တဲ့ခါမှာဒီလိုမျိုးဟိုဒီမှာပေးထားတဲ့ instruction တိုင်းထုတ်ပြီဆိုတော့ကျွန်တော်အခုကဘယ်သူ့ကိုစောင်းပေးမလဲဆိုတော့ security security နဲ့ security နဲ့ privacy ကိုစောင်းပြီးတော့မပေးထားလိုက်ဘူးအဲ့ဆိုရှင် तू က ဒီမှာလာပြီးတော့ IoT project planning နဲ့ကျွန်တော်ပတ်သက်လို့ဒီမှာလာမေးတယ်ဆိုလို့ရှိရင်မေးသမျှအားတွေကတော့သူကဟိုဦးစားပေးပြီးတော့ပြောတာပါ security လို့ privacy လို့ safety လို့ဖြစ်တဲ့အပိုင်းကိုဦးစားပေးဖြည်းဖြည်းပြီးတော့အပူပြီးတော့စုစုစည်းဖြစ်တော့တာပေါ့အဲ့ဒါဆိုလို့ရှိရင်ကျွန်တော်ဒီကော name ထောက်လိုက်မယ်ဒါဆိုလို့ရှိရင်ကျွန်တော် space တစ်ခု create လုပ်နေအဲ့နောက်ပိုင်းကျွန်တော်အခုဒီမှာအဲ့ space ကိုဝေးလိုက်တဲ့နောက်မှာကျွန်တော်ရဲ့ family တိုင်း create ဒီမှာလာရှိနေအဲ့တော့ဒီမှာအာလာပေါ်တော့ပေါ့နောက်ပိုင်းဒီမှာလာမေးလို့ရှိရင်အခု IoT project planning မှာအဲ့တော့ဒီဟာကိုကျွန်တော်အခုဘေးလိုက်မယ် မေးတဲ့ခါမှာကျွန်တော်တို့ရိုးရိုးဟိုဝယ်မေးမယ်ဒီကဖန်တီးလိုက်တာပဲရှိတယ်။နောက်ကဒီမှာကျတော့ web မှာလည်းမစားနဲ့။ဒါနဲ့ပတ်သက်ပြီးတော့ဗာနဲ့ရှာမလို့ဆို Academic Paper ရဲ့ site တွေရဲ့ရှာ။အဲ့တော့ရှာပြီးတော့မှကျွန်တော်ဗာနဲ့မေးမလဲဆိုရှင်ဒါနောက်ဆုံးဟော2000 sorry 35အဲ့လိုပဲမေးလိုက်မယ်နော်အဲ့လိုပဲကျွန်တော်ကမေးလိုက်မယ်မေးတဲ့ခါမှာ तू ကအဖြေထုတ်ပြီးလိမ့်မယ်ဟုတ်တော့အဖြေထုတ်တဲ့ခါမှာ तू ကဒီမှာအဖြေပေါ်မှာမူတည်ကျွန်တော်ကြည့်ကြမယ်အဲ့တော့ ဒီမှာဆိုလို့ရှိရင်တော့အဖြေဝါမှုလို့ကြည့်တဲ့အခါမှာတက်ဆိုင်ရာဟာတွေကိုတော့ကိုယ်လေးကသူကထုတ်ပေးအဲ့တော့ဒီမှာထုတ်ပေးတဲ့အပိုင်းမှာ live security mechanism ဘာဖြစ်လာလဲဆိုရင်ကျွန်တော်တို့လိုချင်တဲ့ဒီရာရဲ့အပေါင်းအားစေထားလို့ကဒီ security ဘိုင်းဆိုင်ရာဟာလေးနည်းနည်းလေးတူတူပြီးပါလာတယ်အဲ့တော့အဲ့ဒီဘောတရားတွေပါတယ်ဆိုရင်မှဆိုအပါမေးမယ်ဆိုလို့ရှိရင်ဒီမှာတက်ဆိုင်ရာ IoT security တော့ဒါတွေပါလာတယ်ပေါ့နော်အဲ့ဒါနည်းနည်းလေးတွေကိုက collection ကိုဖန်တီးတိကျတဲ့အခါမှာဒါတွေကိုပြောရမယ်ဆိုလို့ရှိရင်တော့ပေါ့ ဒီ green space လုပ်တဲ့ဆိုတော့ဒီကိုကရှာဖွေမှုအတွက်တည်သက်နေရာ folder တစ်ခုထားပလိုက်တာအဲ့ folder ထဲမှာပဲဒါနဲ့ပတ်သက်တဲ့အားလုံးရှာမယ်ရှာမယ်ရှာမယ်ဆိုတော့သူကအကောင်းဆုံးတော့နောက်ပိုင်းနောက်ပိုင်းတွေမှာရှာလို့ရှိရင်ပို့ပြီးအဆင်ပြေတာပေါ့နော် space တစ်ခုပါအဲ့လိုမျိုးပို့ပြီးတော့ပို့ကောင်းတယ်ဒါ free version မှာရနောက်တစ်ခုကဒီခုနောက်ထပ်ဆိုရှာထားတဲ့အားလုံးကသူတို့မှာလာပေါ်တယ်ကျွန်တော်ရှာခဲ့တာဒါနဲ့ပတ်သက်တဲ့အားလုံးကိုဒီမှာလာပြီးမြင်နေရတယ်ပြန်ကြည့်မယ် source တွေ၁၈ခုလေးကျွန်တော်ထုတ်ပေးလာတယ် image တွေသူထုတ်ပေးလာတယ်ဘယ်ဘယ်ဘယ် image တွေလဲဆိုပြီးကျွန်တော်ဒါတွေပဲလာကြည့်လို့ရတယ်ဒါက တတ်တယ်ပတ်သက်တဲ့အရာတွေကိုကျွန်တော်လာပြီးကြည့်ကြရတယ်။နောက် source တင်ပါလို့ရှင် source 78ခုထုတ်ပေးတာ။အဲ့တော့ဒါကဒီ space ကိုဖန်တီးထားတဲ့အကြောင်းအရာပေါ့နော်။ဖန်တီးရတဲ့အခါမှာပို့ပြီးတော့ဘလောက်ကောင်းလာလဲဆိုတာမျိုးကျွန်တော်ကဟိုမြင်လာသင်လာထိလာခဲ့တယ်။နောက်တစ်ခုကတော့ဒီဘက်မှာရှိနေတယ်။ဘာလဲကျွန်တော် account ပေါ့နော်။အဲ့တော့ဒီ privacy ကိုသုံးမယ်ဆိုလို့ရှင်တော့ကျွန်တော်တို့ကတက်နိုင်တော့ထွန်မြများကတော့ဒီ Google ရဲ့ Gmail account နဲ့ဝင်သုံးတာလည်းများတယ်။ကိုနောက်တော့အာ single sign on နဲ့လည်းဝင်မယ်ဆိုလို့ရှင်းကြတယ်။တခြားသော email နဲ့လည်းဝင်လို့ရတယ်။အဲ့တော့ account ဖွင့်ပေးရတာပေါ့နော်။အဲ့တော့ဒီမှာဆိုကျွန်တော်တို့ဒါဟာဆိုရင် email နဲ့ account ဖွင့်ထားတယ်။အဲ့တော့ကိုယ့်ရဲ့ account ကိုဝင်ပြီးကြည့်လို့ရတယ်။ number တွေ user name တွေပေးလို့ရတယ်။ကျွန်တော်တို့ဒါကိုဝင်တော့ဘူးပေါ့နော်။နောက် preference ခုနေလည်းပြောင်းမှာဆိုရင် preference ကအာဒါသူရဲ့ setting ထဲမှာဝင်ပြတာ။ preference မှာ address ကို deck နဲ့ပေါ်မလား။အာ line နဲ့ပေါ်မလား။ deck တို့ပေါ်လို့ရပါတယ်။ဒါ deck ကတော့ကျွန်တော်ကြည့်လို့ကောင်းလို့ deck နဲ့ပေါ်မယ်။ ောက်တစ်ခုကဆို language language မှာတော့သူက user interface အနေနဲ့ခုကတော့ language က default default လို့ဆိုရင်သူကအာ US ဒီ English default နဲ့ပြောပြီးသားပဲပေါ့နော် language တစ်တဲ့ language စီရမယ်ဒါကြောင့်ကျွန်တော် language ဆိုမပါသေးဘူးဒီမှာနောက်ပြီးတော့ prefer response language AI ကနေ response ပြောမဲ့ language ကသူက input ပုံမှန်ကိုတည်ပြီးတော့ automatic change တာအဲ့တော့နမူနာနဲ့ input ပုံမှန်ကို automatic change တဲ့ကိုဒီလိုမျိုးဆိုပါဆိုကျွန်တော်က input နဲ့ဆိုတော့ဒီမြန်မာလိုရိုက်ထည့် ခုကောင်းတယ်အပြည့်ထွက်တာလဲမြန်မာသားကိုဘယ်လိုကူညီလဲမြန်မာသားအတန်လေးနဲ့အခက်ရအတန်လေးရှင်းပြပါဘာသာပြန်မြန်မာမြန်မာလိုစာတန်းတစ်ခုဘာသာပြန်ပြီးပါတော့မြန်မာလိုဘာသာတစ်ခုဘာသာပြန်ပြီးပါဆိုတော့အဲ့တော့ဒီမှာမြန်မာလိုစာသားအရေးသားကောင်းတယ်เนาะဒါပေမဲ့တချို့နေရာလေးကြာနည်းနည်းလေးကိုကွဲလဲမှုလေးရှိအောင်ရှိနေတာပေါ့เนาะ အောက်မှာရေးထားတဲ့အနေအထားကိုပဲခေါ်တယ်။အဲဒါကဒီမှာဘယ်ကနေ resource ယူထားလဲဆိုရင် Google Translate ကနေယူသွားတယ်။ဘာသာပြန်နေသူကယူသွားတယ်။အဲဘာသာပြန် source သုံးခုနဲ့ယူပြီးတော့ပြန်ပေးသွားတာပေါ့။မေးတဲ့ဟာတစ်ခုကမူတည်ပြီးတော့မှမြန်မာစာမြန်မာလိုစာတိုင်းတစ်ခုဘာသာပြန်ပေးပါတော့ဒီ source ကတော့6ခုယူထားတယ်။အဲ translate ဘာသာပြန် Google Translate ကိုသူကသုံးပြီးတော့ပြန်ပြန်ပေးသွားတာပေါ့နော်။အဲ့တော့အဲ့ဒီအကြောင်းအရာတွေပါတယ်။အဲ့ဒါကဒါက detect import ကိုရိုက်ထည့်တဲ့ပုံမူတည်ပြီးသူကပြန်ပေးသွားပါတယ် automatic နော်ဒါတွေကတော့ suggest ဆီ home page worker ဖြစ်ဒါက auto suggest ဆိုတော့ကအခုခုနကစာရဲတဲ့ခါမှာအောက်မှာဟို internet မှာ share လို့ရှင်တော့အရင်ချပီးသားတွေမှာသူနည်းဆက်ရတယ်ဟို drop down ပုံစံမျိုးကိုပေါ်ပြပေးတယ်လို့မျိုးလေးအာ share share ပေးတာပေါ့ဒါအတင်နေရှားနေတာဒါလားဒါလားဆိုတော့က share ပေးတာပေါ့ကျွန်တော်ဒီ website ပါမှာ share လို့ပဲဒါမျိုး enable လုပ်တာ share ပေးမယ်နောက် AI နဲ့ပတ်သက်တဲ့ဟာ model ဒါကတော့ကျွန်တော်ကဒီ model ဆိုတာကကိုကနောက်ထပ် model upgrade ကိုရှေ့မှာပြောခဲ့တယ်လို့ပဲ upgrade လုပ်ပြီးတော့တုံးရဆို model ရွေးလို့ရတယ်နောက်ဒီ image အတွက် ာဒီအဲ့ဒါသူတို့ provision ဖြစ်တဲ့ကြောင့်ဘယ်လိုဝယ်သုံးရတာပေါ့နော်နောက်တစ်ခုဒါလေး AI data retention အဲ့တော့ဒါကဘာကိုပြောလဲဆိုရင်တဲ့သူပြောထားတဲ့အနေထားလို့ဆိုရင်ဒီဟာသူကကိုရှာတဲ့ဟာတွေမှန်တယ်များအကုန်လုံးကိုတဲ့သူထဲမှာပြန်ပြီးတော့ AI model ဖြစ်နေတယ်ပြန်သုံးပါပါဒါလေးတော့ထည့်လို့ကောင်းလို့အနည်းပဲလုံးလို့ကောင်းတယ်ဒီစီပဲလုံးလို့လည်းပေါ့ဆိုတော့သူကတော့တချို့ ကျွန်တော်တို့ရဲ့ဒီ personal information တွေထည့်လိုက်တယ်ဆိုတော့ကျွန်တော်အကြောင်းလားမင်းကြီးတက်တဲ့အကြောင်းအရာတွေ personal information တွေထည့်လိုက်တကယ်တကယ်အရေးကြီးတဲ့ information တွေထည့်ပြီးတော့မေးတယ်ဆိုလို့ရှိရင်သူကသူ့ထဲကိုပြန်ပြီးတော့ AI training model မှာပြန်သုံးရင်းရင်ဆိုရင် AI hacker တွေဘလို့လာရတဲ့ malicious attack တွေအတွက်ကိုဒါသူ့အတွက် data တွေရာသွားကောင်းရသွားနိုင်တယ်ဒါမျိုးဆိုလို့ရှိရင်တော့သူ့ကိုထည့်မသုံးရင်းဘူးဆိုတော့ဒါကို offload ပြီးတော့မေးပေါ့နော်အဲ့တော့ဒီတချို့နေရာတွေကြတော့အထောက်အပံ့ပို့ပြီးဖြစ်တာကြတော့ ကိုမေးလိုက်တဲ့အကြောင်းအရာဆက်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 ပြီးတော့မှလိုအပ်တာခုနလိုမျိုးကျွန်တော် space တခု funding မေးခြင်းတဲ့အားမျိုးကျတော့ဒီတချို့ project တွေမှာဆိုရှင်ဆက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 ်ပြီးတော့မေးခြင်းတဲ့အခါမှာကိုမေးတဲ့အကြောင်းအရာတော့သူကသူ့ model သူထည့်တဲ့ထိန်းတော့ train တော့အတူဒါမေးလာလို့ကျတော့ဒါလည်းဆက်ဆက်ပြီးတော့သူကပြန်ပြန်ဖော်ပြပေးတဲ့အခါမှာရလက်ကအဆင်ပြေတယ်ပေါ့နော်အဲတချို့ privacy နဲ့ပတ်သက်တဲ့အားမျိုးကျတော့မေးခြင်းတဲ့အားမျိုးဒါလေး off ထားလိုက်ပေါ့သူ့ data ထဲမှာ train model မထည့်ထားခြင်းဘူးဆိုလို့ရှင်တော့ဒါလေး off ထားပြီးတော့ထားပြီးမေးလို့ရတယ်အားလေးကို ။ဒါ personalization personalization မှာဒီမှာကို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 မေးစတာပေါ့။အလားတူရှင်ပြောကိုကလည်းရေးလို့ရတယ်။ I am a ICT engineer အကျိုးရတာပေါ့။ဆက်ပြောပြီးနောက်ကကိုရင်တက်ကြွ skill တွေအကုန်လုံးထည့်ရေးထားလား save လုပ်ထားလိုက်မယ်။ ICT educator လို့ save ထားလို့ရှင်ကို profile လေးကတူက updated ဖြစ်သွားတယ်။ဒါဆိုရှင်ဒီ account နဲ့ဒီလိုသုံးတဲ့သူကဟော ICT ဝိညာဉ်နဲ့ပတ်သက်တဲ့သူနည်းနည်းလေးဟင့်ဖြစ်တာပေါ့။ဟင့်ရတော့တဲ့ခါကျသူ့အနေနဲ့လည်းပို့ပြီးတော့ဟို အဆင်ပြေပြေဖြစ်သွားတာပေါ့နောက်တစ်ခါတကူ watch list ပုံစံမျိုး sport line finance တွေဘာကိုကြည့်နေတာလဲကိုကြည့်နေတဲ့ team ကဘာ team လဲဆိုကိုက event တွေထည့်ထားလို့ရတယ် Manchester United လား Liverpool လားစသဖြင့်ပေါ့နော်အဲ then အဲ့တော့မှဒါလေးတွေထည့်ထားလို့ရတယ်နောက်ဒီ assistant တွေလည်းကိုကသုံးနေတယ်ဆိုရင်တော့ဒီမှာကတော့ assistant ကသူကဟောသူတို့ဒီ calendar ပေါ့အခုကျွန်တော်ကဒါတော်တော်များများကဒါက Google ရဲ့နဲ့ချိန်ဆက်ထားပြီးတော့ Google calendar နဲ့ချိန်ဆက်သွားပါကိုယ့်ရဲ့ email inbox ထဲမှာ calendar ထဲမှာ publicity assistant နဲ့ဝင်လာမယ်ဘယ်လိုမျိုးသားမျိုးနဲ့ဝင်လာမလဲဆိုလို့ရှိရင်ကျွန်တော်ဒီနေရာတွေမှာဆိုလို့ရှိရင် text နေရာမှာပို့ပြီးသိတာဆိုပါတော့ကိုကဒီ text နေနဲ့ကိုကနမူနာနေ့စဉ်လှုပ်ဆောင်တဲ့အချက်လက်လေးတွေပေါ့ဒါလေးတွေကိုကျွန်တော် text နေနဲ့ထည့်ထားတယ် technical insight to market focus on new digest ဒါလေးကိုတော့ test နေနဲ့ဖန်တီးထားတယ်ဘာလို့လဲ automated flow ပုံစံမျိုးနဲ့လုံးလုံးချင်းနဲ့ခါတယ်လို့ရှိရင်ကိုကနေ့စဉ်နဲ့အများကိုကို ဒီ technical insight ကိုလည်း test ကိုဖန်တီးလိုက်မယ်ဆိုတော့ဖန်တီးလိုက်မယ်အဲ့တော့သူကဘာပြောချင်တာလဲဆိုလို့ရှိရင်ဒီ technology လို့ developer development ဖြစ်မှုခါလေးကိုသူက focus လုပ်ဆိုတော့ AI နဲ့ machine learning တွေအကြောင်းအရာတွေဒီအရာတွေရဲ့ strategy ယူရှာမှုပေါင်းအဲ့ဟာအဟာဟာဒီပေါ့နော်ဒီ business နဲ့မြန် weekly တောက်ကြနေတိုင်းတောက်ကြနေတိုင်းကျွန်တော် save လုပ်ထားလိုက်ဒါဆိုလို့ရှိရင်တောက်ကြနေလဲတောက်ကြနေတိုင်း၄နာရီ PM မှာဆိုလို့ရှိရင်ဒီ text နဲ့ပတ်သက်တဲ့အကြောင်းအရာတွေသူကလာပြီးပေါ်လာလိမ့်မယ် ဟုတ်ပြီနော်အဲ့ဒါမျိုးပေါ်လာဘယ်မှာပေါ်လာမလဲဆိုကိုယ့်ရဲ့ email တော်တော့ကောင်း client တော်တော့ဒီ text မှာလာအတိပေးမယ်မေးရိုးချင်းတဲ့ text တွေလာဆိုလာပြီးအတိပေးမယ် schedule လုပ်ထားတဲ့အနေထားအဲ့ဆိုကိုယ်ကဒီမှာ internet ပေါ်မှာသုံးနေဒါ email point publicity ရေဒီဝင်ကြည့်လိုက်တဲ့အခါမှာဆိုရင် notification တွေနဲ့လာပြီးမှလာပြအဲ့တော့အဲဆိုတော့ notification နေနေပြလို့ရှိရင်ဒီ research နဲ့ရှာထားတဲ့အကြောင်းအရာတွေမှတ်သမျှဆိုလို့ရှိရင်အနေနဲ့လာပြီးတော့ update ခံပြဟုတ်တော့ခုနကလိုမျိုး test လုပ်ထားတာဒီ assistant လို့လုပ်ထားတဲ့ဟာကကျွန်တော်တို့ဒီ လုံဆောင်လို့ရတယ်ထပ်ပြီးတော့ပေါ့ဒါလေးကိုဒါတော့အခုဒီမှာသူစာထဲမှာပြောထားတယ် publicity assistant ပါတဲ့ main ရဲ့ inbox ကိုသွားပြီးတော့ schedule တွေ meeting တွေ meeting တွေလုပ်ပြီးတော့ CV ပေးမယ်ပေါ့နော် reply တွေပြန်ညာမှုတွေအဲ့တော့နောက်ပြီးတော့ကိုယ့်ရဲ့ inbox မှာတရင်ချက်လက်တွေအမှုတွေပါလာပြီးလုပ်ပြီးတော့ကွန်တာကွန်တာမှာဆိုလို့ရှိရင်ပဲဒီဟာဒီကျွန်တော်တို့ကဘယ် platform နဲ့နော်ချိတ်ဆက်ပြီးတော့မှ publishing ယူပြီးတော့မှလုံဆောင်တယ်လဲဆိုတော့လောလောဆယ်မှာတော့ကျွန်တော်ကဒီအာဟိုဟာနဲ့ ဒီမိကလန်နာနဲ့ချိတ်ဆက်ပြီးတော့လုံဆောင်ရတယ်ကိုရဲ့အာကလန်နာရဲ့ event တွေဒါတွေ email တွေဒါတွေကိုတော့ချိတ်ဆက်ပြီးတော့ WhatsApp နဲ့ link ချိတ်ပြီးတော့လုံလို့ရတယ်မေးလို့ရတယ်အဲ့တော့ API ကနောက်ပိုင်းမှာပြောလို့ရှိရင် API ဘာကြောင့်လဲဆိုတော့သူ့ကိုဟိုလုံဆောင်ဖို့အတွက်ပြောတာ API group တစ်ခု phantom တိဆောက်ပေးရတာဖြစ်တဲ့အကြောင်းပို့လို့ပေါ့နော်အဲ့တော့ဒုစရမှာပါဝင်တဲ့ဒီ team feature တွေရဲ့ဒီ tab page တော့ရှိနေတာတွေကလုံဆောင်ရတာလေးတွေကိုပြောသွားခြင်းဖြစ်ပါတယ်နောက်တစ်ခုက upgrade လုပ်ခြင်းတော့ group bound ပြောင်းပေါ့နောက်ကိုယ့်ရဲ့ set ထဲမှာ download application တခုတပွဲ browser နဲ့မသုံးနိုင်ဘူး application နဲ့ desktop version ပုံနဲ့မသုံးနိုင်လို့ဆိုတော့ဒါသူကို install လုပ်ရှင်လို့ဆိုတော့ really high လိုက်မယ် common browser လာပြီးဒီမှာ common browser လာပြီးတော့ကျွန်တော်ဆက်တယ်မှာတော့ common browser တင်ထားပြီးသား common browser အနေနဲ့ဒီလိုသုံးလို့ရမယ်ဒါသူက common browser သုံးလိုက်ခြင်းအပြင် AI ရဲ့ assistant တခုအနေနဲ့ main ရဲ့ desktop version နဲ့ဝင်သွားမယ်ခုလိုမျိုးဒါဒီ browser ကတော့ဒါ Microsoft Edge browser ပေါ့နော်အဲ့တော့ tamer browser နဲ့ဒီ browser နဲ့မတူတာတော့ဟို common browser က AI assistant ပါလာတာပေါ့နော် အမိုဘိုင်းနဲ့လည်းတုံးလို့ရမယ်နောက်တစ်ခုက desktop version တွေနဲ့တုံးလို့ရတယ်ဝင်းဒိုးနဲ့တုံးတာမက်ဖုန်းနဲ့တုံးတာဒါတွေကို install လုပ်လိုက်ရအောင်လေကွန်မန့် browser ကိုဖွင့်လိုက်လို့ရှိရင်ဒီမှာဒီလိုပေါ်လာမယ်ဒါဒီ application ပဲ browser ဘယ်သူရဲ့ browser လဲ publicly AI ကိုတုံးပြီးတော့အသုံးချမယ်ဒါကွန်မန့် browser အနေနဲ့တုံးမယ်အဲ့တော့ဒီ browser ကနေပဲကျွန်တော်တုံးမယ်ဆိုလို့ဒီ comment ကို default နဲ့ browser ထားမလားလို့လည်းမထားသေးဘူးပေါ့နော်သူကဘာပဲပြောရလို့ရှိရင်ဒီမှာကျွန်တော်တို့ဒီအကောင့်တစ်ခုအနေနဲ့လည်းအဲ့လိုပဲဖြန်တီးလို့ရတယ်လို့ဒီမှာကျွန်တော်တို့ဒီမှာတူတူပဲ သူ့ရဲ့တက်ဆိုင်ရာ notification တွေရဲ့အဲနောက်ဆုံးတဲ့အချက်လက်တွေအကုန်လုံးနေပြီးရှေ့မှာပြောခဲ့တဲ့ဟာနဲ့ကျွန်တော်တူတူပဲပေါ့နော်အဲ့ဒါဒီ browser နဲ့ပြောတော့ဗာလေးကွဲသွားလဲဆိုရင်သူ့မှာပါဝင်တဲ့အကြောင်းအရာချက်လက်သူ assistant အနေနဲ့ကွဲသွားတယ်အဲ့တော့ AI assistant အနေနဲ့ကျွန်တော်ကွဲသွားတယ်ဘလို့ AI assistant အနေနဲ့ကွဲသွားလို့ရှိရင်ကျွန်တော်နမူနာနဲ့ဟိုတချို့ YouTube အကြောင်းအရာတွေပေါ့ YouTube ကနေပြီးတော့ကြည့်ရမယ့် video အကြောင်းအရာကို summarize လုပ်ခိုင်းတာမျိုးပေါ့အဲ့တော့ဒီပါဆိုလို့ရှိရင်ကျွန်တော်ဒါကျွန်တော်ရဲ့ YouTube ပေါ့ အဲ့တော့ဒီ YouTube မှာဆိုလို့ရှိရင်ဒီရတဲ့အကြောင်းအရာကိုကျွန်တော်ဒီ assistant ကိုပေးလိုက်မယ်ဒီ YouTube ကိုစာသုံးမှုကြည့်ခြင်းဆိုကျွန်တော်ဒီ summarize this video extract key takeaway scroll to the next interesting uh moment အဲ့တော့ဒီမှာသူ့ကို extract key takeaway သူ့ကိုကျွန်တော်ပေးလိုက်တယ်အဲ့တော့သူ့ကိုဒီ YouTube အကြောင်းကိုကျွန်တော်အစာဆုံးမကြည့်တော့ဘူးကြည့်တော့မှလည်းသူ့ရဲ့လိုအပ်တဲ့အချက်အလက်တွေအကုန်လုံးတွေကို extract လုပ်ပေးပါ summarize လုပ်ပေးပါအဲ့ဒါဆိုသူကလုပ်ပြီးဒီမှာလို့ရှိရင်ကြည့်မယ်ဆိုရင်သူကအာ ယူကြည့်ပြီးတော့မှဘယ်ပိုင်းနေဘယ်ပိုင်းလို့သူပြောသွားတယ်ဆိုလို့မှသူကအာထုတ်ပေါ်ပြီးပြပေးတာပေါ့နော်။ Okay နောက်ဆိုရင်ဒါ Publicity AI ကခုမှပေါဝင်တဲ့ tools တွေလက်ရှိရှိနေတဲ့ feature တွေကိုပြောသွားခြင်းဖြစ်ပါတယ်။ဒီချက်ပို့ပြီးတော့မှနောက်ထပ်ထပ်ပြီးတော့မှ update တွေ feature တွေလည်းထပ်ပြီးထွက်လာအောင်ထွက်လာနိုင်ပါသေးတယ်။ဒါဝင်ကြည့်ချင်းအပြင် Publicity AI ကိုခုမှပေါဝင်တဲ့ feature တွေဘလို့အသုံးချမလဲ။ကိုယ်နဲ့သက်ဆိုင်တဲ့ကို requirement ကိုပြီးပြီးတော့မှအသုံးချမှုတွေကိုသိရှိသွားမယ်လို့ယူဆပါတယ်နော်။အားလုံးကိုကျေးဇူးတင်ပါတယ်။